မြေပပီသူများရှင် Prime Media မှာတင်ဆက်မှုဖြစ်ပါရှင်မြေပပီသူများရှင်ကျမမြန်မာနိုင်ငံမှာဆိုရင်မနေ့ကတပတ်ခါဆိုရင်ပဲတကြံကြတော့မယ်နော်အရင်ကဆိုရင်တို့တကြံကာလလေးမှာကျမတို့တကြံချင်းလေးတွေကြားရတယ်တကြံအတော့ကိုစိတ်ကူးရင်မှုလေးတွေ ਨੇ ပေါ့နော်ဘလူလေးပြောမယ်ကလေးဆိုလဲကလေးလူကြီးဆိုလဲလူကြီးပေါ့ရှင်အရန်ကိုပျော်ရွှင်ဖို့ကောင်းတဲ့ပိတ်ရက်ကလေးကတကြံတွဲမှာကျမတို့ရတာပါရှင်ဒီနှစ်ကတော့မိသားစုတွေအားလုံးပျော်ရွှင်မှုတွေစိတ်သုံးခဲ့ရတဲ့နှစ်လို့ပဲကျမသတ်မှတ်ချင်ပါတယ် ဒီနေရာမှာကျမတို့အနေနဲ့တချို့ဒေတာတွေမှာငလေတာခံရတာမရှိဘူးလေဥမာရန်ကုန်တို့ဘာလို့ဆိုအေရီတန်းတို့ဘာလို့ပေါ့နော်စသဖြင့်ဒီလိုနေရာလေးတွေမှာဆိုရင်တကြံပွဲတော်ကိုကျင်းပကြတဲ့ကလေးလေးတွေရှိရဲ့ရှင့်ကျမတို့လူကြီးရခါကြလို့ရှင့်အတွေးခေါ်တွေကရှင်းချက်တဲ့အတွက်လှုပ်တဲ့လှုပ်ထိုက်တာမလှုပ်တဲ့မလှုပ်ထိုက်တာသိရဲ့ပေါ့နော်ကလေးတွေဆိုတာကတော့အဲ့ဒီလိုမဟုတ်သေးဘူးသိလားကလေးတွေမှာပျော်ရွှင်မှုတွေများများရရှိဖို့လိုပါတယ် ဒီတော့ငလင်တန်ခံရတဲ့ဒေသတွေမဟုတ်ဘူးဆိုရင်ကလေးငယ်တွေတကြံမှာပျော်ရွှင်ကြတာကိုကျမတို့ကမုဒိတာပွားဖို့လိုပါရှင့်ငလင်တန်ခံရတဲ့ဒေသတွေမှာလည်းတချို့ကလေးတွေတကြံဆော့ကစားဖို့အတွက်စိတ်ဆန္ဒရှိရဲဆိုရင်ကလေးလေးတွေဆော့ဖို့အတွက်ကိုစီမံပေးတာတင့်တော်ပါရှင့်တခြင်းတွေဖွင့်ပြီးတော့စုညံအော်ဟစ်နေတာမူယူတောက်စားနေတာမဟုတ်ဘူးဆိုရင်ကလေးလေးတွေကတော့ပျော်ရွှင်ဖို့အတွက်အခွင့်အရေးရှိတယ်ပါရှင့်ကျမတို့နိုင်ငံမှာတခြင်းလေးတစ်ပုဒ်ရှိရဲ့လေအပူပင်ကင်းတဲ့ကလေးလေးဘဝကိုတစ်ခါပြန်ပြီးတော့ရကြတယ်တဲ့ ကျမကလူကြီးဖြစ်လာတဲ့ခါကျတော့အပူပင်တွေရမ်းများရအောင်အဲ့တော့ကလေးလေးဘဝမှာကအပူပင်ကင်းစွာနဲ့ပျော်ရတဲ့ကြံနေရလေးတွေကိုကျမတို့ပြန်ပြီးတော့တန်းတားရသေးလားအသက်ကြီးအချိန်မှာပျော်ရတဲ့ကြံနဲ့ကလေးဘဝပျော်ရတဲ့ကြံတော့မတူဘူးရှင်အသက်ကြီးရဲ့သူတွေကကြံပျော်ဖို့တော့မှအရက်တောက်ရတယ်ဆေးချရတယ်ပေါ့နော်အဲ့လိုမျိုးရှင်အထောက်ကူတစ်ခုခုနဲ့မှပျော်နိုင်တာပေါ့နော်ကလေးတွေကြောင့်အဲ့လိုမဟုတ်ဘူးရက်တောက်ဆရာလည်းမလို့ဆေးချဆရာလည်းမလို့ဘာလို့ဘာမှမလို့ကြံဆိုပြီးကြားလိုက်တာနဲ့ fashion ဝတ်စားရလည်းမလို့သူတို့ကလေး ရေခွက်လေးတစ်ခွက်ပေးလိုက်တာနဲ့ရေပြုတ်လေးတစ်ခုပေးလိုက်တာနဲ့တကြံအရသာအပြည့်အဝခန်းစားနိုင်တာကလေးတွေပဲရှိရဲ့ရှင်ဖြူစစင်ခန်းစားကြတာပေါ့နော်အဲ့တော့ကျမတို့ကကလေးတွေကိုခွင့်ရေးပေးဖို့လိုပါရဲ့ရှင်လူကြီးတွေကတော့ဒါတင့်တော်တို့စီမံပေါ့နော်ကိုဒေတာငလင်ထန်တင့်တာမဟုတ်ဘူးဆိုတော့လေတကြံကိုပြောရှင်းခြင်းနဲ့ဆိုတော့လေဒါကကျမတို့ကနေရာတိုင်းလိုက်ပြီးတော့တင့်ကြက်တာမျိုးမလုပ်ချင်ဘူးပေါ့နော်ပျော်ကြပါစေပေါ့ဘဝမှာပူပင်နေရများတယ်လေပြောရတဲ့အချိန်လေးခဏမှပျော်ကြပါစေလို့ပဲကျမမူတာပွားပါရဲ့ရှင်ကျမတို့အချင်းချင်းအဲ့လိုစိတ်လေးထားဖို့လိုပါတယ် ကလေးတွေတော့အပြည့်အဝပေးပျော်လိုက်ပါရှင့်ကလေးတွေပေးပျော်လိုက်ပါကိုငိမ့်မောင်ရဲ့ပေါ့နော်အဲ့လိုဖြစ်နေပါတယ်ချင်းချင်းအမုန်းပွားတဲ့ကိစ္စတွေကိုဒဇန်ပွဲတော်ကာလမှာပါထပ်မံပြီးလှုပ်ဆောင်နေမိကြမှာဆိုတဲ့အတွက်ဗာမုတ်တဲ့ကိစ္စလေးတွေနဲ့တယောက်နဲ့တယောက်ပေါ့နော်ဟိုဒီချိန်မှာအားလုံးစိတ်ပင်ပန်းနေတာနင်တို့ကဒဇန်ပျော်နိုင်လားဆိုတဲ့ဆွဆွဲချက်တွေနဲ့ပျော်ချင်တာပေါ့ရှင်လူပဲဟုတ်တယ်မပျော်ချင်တာပေါ့ကိုမပျော်နိုင်တိုင်း ဒါသူများပြောတာကိုကျွန်မတို့ကအပြစ်ပြောတယ်ဆိုတာကတင့်တော်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ဒါပေမဲ့လည်းပြောတဲ့သူကလည်းတစ်ချက်စဉ်းစားပါတော့။နိုင်ငံတော်ကအခုလိုမျိုးယူကျုံမရအဖူလုံးကြွနေတဲ့အချိန်ပြစ်တဲ့အတွက်ပြောတာတော့ပြောပါ။ဒါပေမဲ့တင့်တင့်လျှောက်ဖက်စွာပဲပြောပါ။အလွန်အကျွံမလုပ်ပါနဲ့ပေါ့ရှင်။ပတ်ဝန်းကျင်ကိုစိတ်ဒုက္ခမပေးပါနဲ့ပေါ့နော်။အဲ့လိုလေးနှစ်ဖက်လုံးကညှိနှိုင်းပြီးတော့ တနေ့တော့အသိစိတ်တဲ့ရှိရှိလေးနဲ့ဖြတ်သန်းမယ်ဆိုတော့ဒီကြံကာလလေးကိုပြောရှင်စွာဖြတ်သန်းနိုင်ပါပါရှင့်။ဒါကြောင့်ကျွန်မကြားတဲ့အနေနဲ့မေတ္တာခံတာပါရှင့်။ကြံတွဲမှာပြောရှင်စွာနဲ့ပိတ်ရက်လေးတွေကိုဖြတ်သန်းနိုင်ပါစေ။ကလေးတွေလည်းပြောပါစေ။ပြောချင်တဲ့လူကြီးတွေလည်းအနည်းငယ်ပြောနိုင်ပါစေ။မပြောနိုင်တဲ့သူတွေလည်းဒီလိုပျော်ရွှင်မှုတွေကြည့်ပြီးတော့ငါတို့ဘဝမှာလည်းဒီလိုပျော်ရွှင်မှုတွေထပ်မံပြီးရရှိနိုင်တယ်။ငါတို့ဘောတော့အခုကြုံနေရတဲ့ဒုက္ခတရားတွေဘယ်လိုပဲရှိရှိဒီနေ့ကျရင်ငါတို့လည်း ဒီလိုပျော်ရွှင်တဲ့မိသားစုဘဝတွေပျော်ရွှင်တဲ့လူသားတယောက်ဘဝတွေပြန်လည်ရရှိနိုင်ပါတယ်ဆိုတော့စိတ်ခံစားချက်မိုတီလေးတွေနဲ့ဘဝကြီးကိုပေါ့နော်လက်ရှိကြုံနေရတဲ့လောကဓာတ်ကြီးကိုဖျက်ဆီးနိုင်ကြပါစေလို့ကျွန်မမိဘပြည်သူများအားလုံးအတွက်ကြံစုတောင်းလေးတောင်းလိုက်ပါစီရှင်မိဘပြည်သူများရှင်ဒီနေ့မှာမင်္ဂလာရှိတဲ့သတင်းလေးနဲ့ကျွန်မအရင်ဆုံးစတင်ပေးချင်ပါရှင့်ကျွန်မတို့နိုင်ငံမှာဆိုရင်သဘာဝပေးတံတွေဖြစ်တဲ့စစ်တံတွေပေါ့နော်လူသားတွေအသက်ဆုံးရှုံးမှုတွေမိသားစုဆုံးရှုံးမှုတွေအများကြီးဖြစ်လာပြီးရဲ့နောက်မှာဆိုရင် မနေ့ကမကွေးတိုင်းဒေသကြီးပွင့်ဖြူမြို့နယ်နဲ့မကွေးတိုင်းဒေသကြီး6ခရံ6မြို့နယ်မှာဆိုရင်အန်ဒီရဲကင်းပြိတ္တော်တွေရွတ်ဖက်ကြတာကိုကြားသိခဲ့ရပါတယ်ရှင်။ကျွန်တော်နိုင်ငံမှာကြုံတွေ့နေရတဲ့မီးပေငလင်ပေမုန်တိုင်းပေအဆရှိရဲ့သဘောဘေးအနေနဲ့ပတ်သက်ပြီးတော့အန်ဒီကင်းဝိဇင်ရဲ့ရည်ရွယ်ပြီးတော့ဧပြီ၈ရက်နေ့ကနေ16ရက်နေ့ထိ9ရက်တိတိရွတ်ဖက်ဖို့ဆိုသွားကြမယ်ဆိုပြီးသိရပါတယ်ရှင်။ဘုံကြီးเจ้าအနေနဲ့ဒီရွတ်ဖက်တဲ့အခွဲတွေအရဆိုရင် ပူးပေါင်းပြီးတော့ရုတ်ဖတ်နေကြတာရှိပါတယ်ဒါအပြင်ကိုအုတ်ချုပ်ရဲ့အဖွဲဥက္ကဋ္ဌဟိုစီမြို့နယ်စီမအုတ်ချုပ်ရဲ့အဖွဲဥက္ကဋ္ဌတွေပေါ့နော်မြို့နယ်အုတ်ချုပ်ရဲ့မှုတွေအားဆိုရင်လည်းစုပေါင်းပြီးတော့ဒီရုတ်ဖတ်တရက်စဲတဲ့နေရာမှာအစီအပြေချုံးမွေစုအတွက်ကုညီဆောင်ရဲ့နေရာလည်းမြင်တွေ့ရပါရှင့်ဒီမှာအဓိကထားပြီးရွတ်တာကတော့ရေသနာတုတ်လို့သိရပါရှင်။ရေသနာတုတ်ဆိုတာကတော့ဗုဒ္ဓဘာသာဝင်တွေအားလုံးသိတဲ့အန်နီယကင်းပရိတ်တော်တွေကတခုသားဖြစ်ပါရှင့်။ဝေသာလီပြည်ကြီးဟာကပ်ဘေးစိုက်တဲ့အချိန်မှာမြတ်စွာဘုရားရှင်ကိုယ်တိုင်က ကြောက်ရောက်ပြီးတော့ဟောကြားပေးခဲ့တဲ့တရားအနေပြီးတော့ဖြစ်ပေါ်လာခဲ့တဲ့ရှင်သနတုတ်တာဖြစ်ပါရှင့်ကျမတို့အန်ရဲ့ဂျုံတိုင်းမှာရှင်သနတုတ်ကိုပူဇော်ပြီးတော့ဖရာတရားအားကိုအားထားပြုတာကျမတို့ကတ်ဆိုးကြီးတွေကိုကြောဖြတ်လေးရှိပါရှင့်ဒါဟာကျမတို့ဗုဒ္ဓဘာသာဝင်တွေအတွက်ကိုအားကိုအားထားတာခုသာဖြစ်ပါတယ်ဒါကြောင့်ဗုဒ္ဓဘာသာဝင်တွေအနေနဲ့လည်းဒီကာလလေးမှာရှင်သနတုတ်လေးကိုအားဆိုင်ပြီးတော့ရုပ်ဖတ်ပူဇော်ကြဖို့အတွက်လည်းကျမတိုက်တွန်းချင်ပါရှင့်ကိုဗစ်တော့လည်းရှင်သနတုတ်ကိုရုပ်ခဲ့ကြရဲ့ရှင့်အဲ့တော့ကလေတကယ်ကိုယုံကြည်စိတ်နဲ့ပူဇော်လိုစိတ်နဲ့ တရားစိတ်နဲ့ရှုပ်ဖတ်တဲ့သူတွေဟာဆိုရင်ကိုဗစ်ရောဂါဆိုးကိုလည်းကင်းဝေးခဲ့ကြတာလည်းမြင်တွေ့ရပါရှင့်။ကျမကိုယ်တိုင်လည်းအဲ့တော့တက်ထဲမှနေတာဆိုရင်ရတနာတုတ်ကိုရှော့တယ်ပေါ့နော်။အဓိကတော့ online ပေါ်မှာဆရာဦးမြင့်ခမ်းကနေပြီးတော့ရတနာတုတ်ကိုညစဉ်ညတိုင်း9နာရီထိုးရတယ်ရှုပ်ဖတ်ကြမယ်ဆိုတော့ဒီဥစားပေါ့တရားကိုအဲ့လိုတန်ပြန်ရွတ်ဆိုတဲ့ဟာပေါ့နော်တနိုင်ငံလုံးအဲ့လိုမျိုး online သုံးပြီးတော့ဒီသူ့ကောက်လေးမှာသွားကြည့်မြင်ရတူတာချိတ်ဆက်ပြီးရွတ်ဆိုတဲ့ပွဲလေးမှာလည်းကျမပါဝင်ခဲ့ပါရှင့်။အဲ့တော့၃လတတိုင်ရွှေဆိုကြတာပေါ့နော်ကျမတို့အတွက်ကတော့မြင်နိုင်တဲ့အန်ရည်တွေကိုလည်းကိုယ်စွမ်းဉာဏ်စွမ်းရှိသလား ကာကွယ်ရမှာဖြစ်တယ်လို့မမြင်နိုင်တဲ့အန္တရာယ်တွေကိုလည်းနှကောင်းနှက်ညက်တွေအားကိုးပြီးတော့ဖြတ်တန်းရမှာဖြစ်ပါရဲ့။ဒါဟာကျမတို့ဗုဒ္ဓဘာသာဝင်တွေအတွက်ဘဝနေလေးအမှန်သာဖြစ်ပါတယ်။ဒါကြောင့်အင်မတန်တန်ဖိုးကြီးလာတဲ့တရားတော်တွေကိုပဲကျမတို့ကအားကိုးပြီးတော့ဒီကာလာစိုးကြီးကိုဖြတ်တန်းကြအောင်လို့ဒါကျမမိဘပြည်သူများတိုက်တွန်းချင်ပါတယ်ရှင်။မိဘပြည်သူများရှင်ကျမအခုထပ်မယ်မေးတိဆက်ပေးချင်တာလေးကတော့ငလင်နောက်ပိုင်းမှာဆိုရင် လုံခဲ့ချက်တည်းကကျွန်မရှာဖွေတင်ဆက်ခဲ့ရခဲ့ရပါတော့မိုးရသည်မှာမြေပြိုတဲ့အန္တရာယ်ဖြစ်နိုင်တဲ့အတွက်သတိပြုရှောင်ရှားဖို့ဤစနစ်လေးတွေနဲ့အချက်လက်တွေကိုကျွန်မမျှဝေခဲ့ပါတယ်။အခုထပ်မံမျှဝေချင်တာကတော့ငလင်တန်ခံခဲ့ရတဲ့အဆောက်အဦတွေကိုစနစ်တကျစစ်ဆေးပြီးတော့မှပြန်လည်နေထိုင်သင့်တယ်ဆိုတော့အကြောင်းအရာလေးပေါ့နော်ဒီတိတဲ့တဲ့ဘူးတုတာလေးပေါ့အဲ့ဒါလေးကိုကျွန်မမျှဝေပေးချင်ပါရှင့်။အဓိကတော့ငလင်တန်ခံခဲ့ရပြီဆိုရင်လူတွေကကိုယ့်ရဲ့အဆောက်အအုံတွေမှာပြန်နေတဲ့မနေတဲ့ဆိုတော့ပြန်လဲပြီးစဉ်းစားရတာပေါ့နော်အဲ့ခါမှာ ထပ်သွင်းစဉ်းစားမယ့်အချက်လေးရှိပါရှင့်ဒါလေးကိုကျွန်မဘူးတူတာအနေနဲ့ဒီနေ့သတင်းလေးမှာပြောပြပါမယ်။နံပါတ်1ကတော့လုံခြုံရေးနဲ့ဘေးရန်နဲ့ကာကွယ်ရေးအတွက်ဖြစ်ပါရှင့်။အဆောက်အဦရဲ့အခြေခံအုံပြစ်တဲ့နယံနေကြီးမားတဲ့အကြောင်းနေပေါ့နော်အဲ့လိုဖြစ်သွားခဲ့တဲ့ဆိုရင်ဒီပြက်စီးမှုတွေကိုစစ်ဆေးရမှာပါရှင့်။အဲ့လိုစစ်စစ်ချင်းပြေနောက်ဆက်တွဲပြိုကျခြင်းတော့မဟုတ်ဖြတ်ထမှန်ပျက်စီးနိုင်ခြင်းတွေကိုရှော့ချနိုင်ပါရှင့်ပြီးတော့ငလေတန်ခံခဲ့ရတဲ့အခါမှာအဆောက်အဦကလက်စစ်ရေနဲ့ဓာတ်ငွေလိုက်စနစ်တွေပျက်စီးနေတာရှိမှရှိကိုလည်းစစ်ဆေးရပါတယ် အဲ့လိုမစစ်ဆေးဘူးဆိုရင်မတော်တဆမီးလောင်တဲ့ကိစ္စတွေလည်းဖြစ်ပေါ်နိုင်တဲ့အတွက်ဒါစစ်ဆေးတဲ့ဟိုအချက်လက်လေးဖြစ်ပါတယ်။နံပါတ်1ကတော့ဒီလိုစစ်ဆေးရဆိုတာကပြုပြင်ထိမ့်သိမ့်မှုအတွက်ကိုဘယ်လိုဆုံးဖြတ်ချက်ချမလဲဆိုတာနဲ့ပတ်သက်ပြီးတော့စစ်ဆေးကြတာဖြစ်ပါတယ်။ဒီအဆောက်အဦကိုစစ်ဆေးလိုက်မယ်ဆိုရင်လည်းစစ်ဆေးမှုရတဲ့အရာအဆောက်အဦကိုပြုပြင်နိုင်တာပြုပြင်နိုင်လားပေါ့နော်။ဒီအဆောက်အဦပြန်ပြင်ပြီးနေလို့ရမလား။ဒါမှမဟုတ်တခါတည်းဖြိုဖျက်ပြီးတော့အသစ်ဆောက်ရမလားဆိုတော့ဆုံးဖြတ်ချက်နှစ်ခုမှမမှန်ကန်ကန်ချမှတ်နိုင်မှာဖြစ်ပါရှင့်။ အဲ့လိုမျိုးချမှတ်နိုင်တော့မှဒီဒုက္ခတွေတွေကိုပြန်လည်နေရချထားရေးတွေအရေးပေါ်အခုညီလိုအပ်တဲ့သူတွေကိုထိရောက်စွာစီမံရေးကိစ္စတွေပြုလုပ်နိုင်မှာဖြစ်ပါရှင့်နံပါတ်3ကတော့ဥပဒေနဲ့စီမင်းစည်းကမ်းတာဖြစ်ပါရှင့်မြန်မာနိုင်ငံအပါအဝင်နိုင်ငံအများစုပါဆိုရင်တဘာဝဘေးရန်တွေအကြောင်းပျက်စီးသွားတဲ့အဆောက်အုံတွေကိုပညာရှင်တွေနဲ့စစ်ဆေးဖို့အတွက်ဥပဒေရသတ်မှတ်ထားရှိပါရှင့်ဒါကြောင့်ဥပဒေရအရာကိုဒီလိုမျိုးပျက်စီးဆုံးရှုံးမှုပေါ့နော်ဥမာမပြိုသွားတဲ့တိုက်ဆိုရင်စစ်ကိုစစ်ဆေးရမယ်ဆိုတာကတော့မိဘပြည်သူများအားလုံးနဲ့နိုင်ငံမှာတာဝန်ရှိတဲ့သူတွေအားလုံးကလှုပ်ဆောင်ပေးတဲ့ကိစ္စသာဖြစ်ပါရှင့် စစ်ဆေးမှုလုပ်ငန်းစဉ်အဆင့်လေးတွေလည်းကျွန်မနည်းနည်းလေးရှင်းပြခြင်းပါတယ်အဓိကနံပါတ်၁ကတော့အရေးချင်းပြည်မီတဲ့အင်ဂျင်နီယာတွေအဖွဲ့တွေကနေပြီးတော့စနစ်ကျစစ်ဆေးရမှာပါရှင့်ပါမန်သူတွေကဒီလိုစစ်ဆေးလို့မရပါဘူးပညာရှင်တွေကဒါစစ်ဆေးရမှာဖြစ်ပါတယ်နံပါတ်1ကတော့အစာအုပ်အမျိုးအစားလိုက်ပေါ့နော်အင်ယာတွေစက်မှုလုပ်ငန်းတွေတမိုင်းဝင်အစာအုပ်တွေအလိုက်စံတတ်မှတ်ချက်တွေနဲ့အညီစစ်ဆေးရမှာဖြစ်ပါရှင့် ဒါပြင်ဟိုဒေသခံအာနာပိုင်တွေနဲ့ပြည်သူတွေနဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်ရမှာဖြစ်ပါရဲ့ရှင်။အဆောက်အုံတွေကိုပြန်လည်နေထိုင်မှုအတွက်ကိုစစ်ဆေးတဲ့ကိစ္စတွေမှာအရေးကြီးဆုံးအချက်ကတော့စစ်ဆေးမှုမပြုတ်လို့ပဲနဲ့ပျက်စီးနေတဲ့အဆောက်အုံတွေကိုပြန်ဝင်လာအသုံးချတာဆိုရင်လူကိစ္စတွေကြောင့်အသက်အန္တရာယ်ဖြစ်နိုင်ပြီးတော့နောက်ဆက်တွဲဆိုးကျိုးတွေအများကြီးဖြစ်ပေါ်နိုင်ပါရှင့်။ဒါကြောင့်ငလင်တက်ခန့်အဆောက်အဦတွေကိုပညာရှင်များကစစ်ဆေးပြီးမှသာနေထိုင်ခြင်းပြုလုပ်ကြဖို့အတွက်လည်းကျွန်မမိဘပြည်သူများအားလုံးကိုတိုက်တွန်းနှိုးဆော်ခြင်းပါရှင့်။ဒီတော့ဒီလိုမျိုးစစ်ဆေးဖို့အတွက်ကိုမန္တလေးမြို့မှာဆိုရင် ကြေညာထားတာလေးရှိပါရှင့်အဲ့ဒါလို့လည်းကျွန်မတက်ဆက်ထဲပြောပြပေးပါမယ်ရှင့်မန္တလေးမြို့မှာဆိုရင်ငလင်တန်ခမ်းအဆောက်အဦတွေကိုစစ်ဆေးလိုပါကအင်ဂျင်နီယာအသင်းမန္တလေးကနေပြီးတော့အခမဲ့စစ်ဆေးပေးနေပါတယ်ဆိုပြီးတော့ကြေညာထားပါရှင့်ရုံးတီနေရာလေးကတော့လမ်း30နဲ့30တလမ်း80နဲ့80တလမ်း30တလမ်းဦးစည်းဌာနညွှန်ကြားရေးမှူးချုပ်အစည်းအဝေးခန့်မှသာဖြစ်ပါရှင့်ဖုန်းနံပါတ်ကတော့09991861143ကိုဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါရှင့်ကိုယ့်ရဲ့အဆောက်အအုံလေးကိုစစ်ဆေးခြင်းနဲ့ဆိုရင်တော့ ဒီ engineer အသင်းမန္တလေးကိုဆက်သွယ်ပြီးတော့အခမဲ့စစ်ဆေးတဲ့ service တွေကိုရယူနိုင်ပါရဲ့ရှင့်အစာအုပ်တွေစစ်ဆေးဖို့အတွက်ကျွန်မမနေရနဲ့တန်ဆက်သွားပါရဲ့ရှင့်ငလင်တန်တင့်တဲ့ဒေသတွေကပြည်သူတွေကတော့တေချာဘောက်ကိုစစ်ဆေးရမှာပေါ့နော်မလင်တန်မတင့်သေးတဲ့ဒေသကပြည်သူတွေအားဆိုရင်လေကိုအဆောက်အအုံကြံ့ခိုင်မှုကိုအခုချိန်မှာနိုင်ငံတော်အစိုးရနဲ့ချိတ်ဆက်ပြီးတော့အတဏ္ဍာန်ဆုံးစစ်ဆေးတာတော့တင့်တော်ပါရဲ့ရှင့် အဆောက်အဦဆိုတာကကြန့်ခိုင်မှုပေါ့အမြဲတမ်းစစ်ဆေးနေရတဲ့သဘောတရားသာရှိပါတယ်ကျွန်မနိုင်ငံမှာအဲ့ဒီအလုပ်ကိုမလုပ်ကြဘူးပေါ့နော်အလုပ်ပိုတယ်ထင်လို့လားမလုပ်ကြရလားကျွန်မမပြောတတ်ဘူးဒါဖြစ်မှသာမြက်ကလေးဆန်ပြေးနေအားလုံးဒုက္ခရောက်ကြတာအာမြန်မာနိုင်ငံက delay လို့ဖြစ်နေတာပေါ့နော်အော်တဘာဝဘေးဒဏ်နဲ့ပတ်သက်လဲဒီလိုပဲငလင်းနဲ့ပတ်သက်တဲ့ဘူးတုဒ္ဒရီဆိုတောင်းတော့ဘသူမှစိတ်ဝင်စားကြအောင်ချက်မုံတိုင်းနဲ့ပတ်သက်တာလဲဒီလိုပဲကျမနိုင်ငံငလင်းပြည့်ရဂျော်ဂျီပေါ်မှာဖင်ခုထိုင်ထားတဲ့နိုင်ငံဖြစ်ပြီးတော့ငလင်းနဲ့ပတ်သက်တဲ့ knowledge ကပြည်သူ့အစီအမံနှဲပါနေတာက ဘသူမှတာဝန်ရှိတယ်လို့မေးမဲ့ဆိုရင်ပတ်ချလဲအကုန်လုံးတာဝန်ရှိရဲ့ရှင့်ပညာရှင်တွေအနေနဲ့ကလည်းပြည်သူရေးသားတွေကိုဒီ knowledge တွေရောက်ရှိနိုင်အောင်လို့လုပ်နိုင်စွမ်းမရှိခဲ့ဘူးပြည်သူအနေနဲ့ကလည်းဒီ knowledge တွေကိုရရှိဖို့အတွက်ကိုအသိပညာမရှိခဲ့ကြဘူးဒါ့အပြင် media တွေအနေနဲ့ကလည်းဒီအသိပညာတွေပြည်သူရေးသားတွေကိုရောက်အောင်ငါတို့ဘလို့နီးလန်းနေနဲ့ဖြန့်ဝေရမလဲ ဆရာပဲဝေးရမလားရုပ်တံနေနဲ့ပဲတင်ဆက်မှာဇလန်းတို့နေနဲ့ပဲပြောရမလားတယောက်ချင်းပဲခေါ်ပြီးတော့ဟိုအစည်းအဝေးလုပ်ပေးရမလားဗောနောမီဒီယာအနေနဲ့ဗောနောဘယ်လိုလေးလုပ်ပေးရမလဲဆိုတာမျိုးလေးတွေကိုကျမတို့မှလည်းတီထွင်ကြံစမှုအားနေခဲ့ကြရဲ့ရှင်ဒါတွေကြောင့်ကျမတို့အခုလုံဆုံးရှုံးမှုတွေကသူ့မတူထူးခဲစွာနဲ့ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်ပို့ပြီးတော့ဆုံးရှုံးခဲ့ရတာဗောနောဒါတွေမဖြစ်အောင်ကျမတို့အခုကစပြီးတော့အားလုံးကိုပြန်လဲပြုပြင်ရမယ်ရှင်ပြည်သူတွေအနေနဲ့ရတယ်ငလင်နဲ့ပတ်သက်တဲ့ဘူးတူတာတွေကိုအခုကစပြီးတော့လေ့လာပါ လေ့လာတဲ့အခါမှာလည်းတကယ်ပညာရှင်တွေပြောတဲ့စကားတွေပဲနားထောင်ပါရှင်အခုဆိုရင် YouTube လို့ဘာလို့မှကြည်လိုက်ရင်ပေါ့နော်လူမှုကွယ်တွေမှာငလင်းနဲ့ပတ်သက်ပြီးတော့ငလင်းရောအဲ့လိုမျိုးချိန်ချောက်တာတွေရောဒုက္ခရောက်အောင်ပေါ့နော်လူတွေတဲ့မှာအိမ်ပေါ်မှာမနေရဲတော့အောင်အပူတွေပြောတာတွေရောပေါ်ပေါ်တက်တက်နေအောင်ရှောက်ပြောတာတွေရောငလင်းဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့ကွန်တက်တွေပေါ့နော်ဟိုကောင်းတာတွေရောမကောင်းတာတွေရောဖန်ပြီးတင်နေကြတယ်ပေါ့နော်အဲ့ဒါကြီးကြတော့လိုက်ပြီးတော့မကြည့်နေချင်းအအောင်နောက်တယ် တကယ်ပညာရှင်တွေကပြောပြထားတဲ့ဟာတွေကိုလိုက်ပြီးတော့လေ့လာပါမှတ်သားပါဒီကနေပြီးတော့ဘုသူဒ္ဓရရှိပြီးတော့ကျမတို့ရှေ့လျှောက်ငလင်နဲ့အတူဘယ်လိုလက်တွဲနေထိုင်မလဲဆိုတာလေးကိုစဉ်းစားဖို့သာလိုပါရှင့်ဒါကကျမတို့လူသားတွေအတွက်ကိုသဘာဝဘေးဒဏ်ကြီးကိုရင်ဆိုင်တဲ့နေရာမှာနောက်ဆုံးလုံနိုင်တဲ့ကိစ္စသာဖြစ်ပါတယ်ကြိုတင်ပြင်ဆင်ခြင်းကသာကျမတို့နောက်ဆုံးလုံနိုင်တဲ့ကိစ္စပဲဒီထက်ပိုကြီးကျမတို့ဘာမှမလုပ်နိုင်တော့ရှင့်ဒါပေမဲ့အဲ့လိုကြိုတင်ပြင်ဆင်မှုကောင်းတာနဲ့အမျှကျမတို့အသက်သေဆုံးမှုတွေအမှန်တန်နည်းတာလည်းမြင်တွေ့ရမှာပါ ဂျပန်တို့ပါဆိုခဏခဏလှုပ်လာပဲလေငလင်ကအတိုင်းမဲ့သူတို့တွေဒီငလင်ပေါ်မှာသူတနာလှုပ်တယ်ပြီးသူတွေ knowledge တွေဖြန့်ဝေတယ်ဒါကြောင့်ငလင်နဲ့သူတို့ကအတူရှင်တွဲနေထိုင်တဲ့အခါမှာအင်မတန်ဆိုးရွားတဲ့ဆုံးရှုံးမှုတွေနဲ့သူတို့ဟိုကြုံတောက်ကြုံနေဖြစ်တယ်ပေါ့နော်ဒါပေမဲ့သူတို့လည်းခံရတာပါပဲသဘာဝဘေးဒဏ်ကြီးရတော့သဘာဝတရားယူတော့ဘယ်သူမှနိုင်တာမရှိဘူးလေဘလောက်ပဲတော်နေပါစေဘလောက်ထိပဲထက်မြက်နေပါစေသဘာဝဘေးဒဏ်ယူမနိုင်ဘူးရှင့်အဲ့လိုတော့ရှိရပါတော့ဒီတော့ရန်ကုန်မှာဆိုလည်းဒီလိုပဲဘယ်ဒေတာမှမဆိုပါကိုအဆောင်ကိုကြံ့ခိုင်မှုစစ်ဆေးပါအဆောင်အောင်ဆိုတာကသူ့တက်တန်းရှိရဲ့ရှင့် ကျမကြားဘူးလေနိုင်ငံသားမှဆိုရင်အဆောက်အုံတက်တန်းပေါ့နော်စဆောက်ခရရတော့ဒီအဆောက်အုံတက်တန်းဘယ်လောက်ရှိမှာဆိုပြီးသတ်မှတ်ထားတယ်။ဥမာနှစ်ပေါင်း20လား30လား။ဒါပြီးဆိုတော့ဒီဆောက်ဥကိုကောင်းကောင်းမကောင်းကောင်းကျမတို့ကဖြိုချလိုက်ပြီလို့ရှိရင်တို့ကအသက်ပြန်တိဆောက်တယ်ပေါ့နော်။ကျမတို့နိုင်ငံသားတော့အဆောက်အုံတွေတော်များများကျမတို့နိုင်ငံကတိတ်လဲအဆောက်အုံနဲ့ပတ်သက်ပြီးတော့ခဏခဏပြန်ဆောက်ဖို့အတွက်ငွေကြေးချမ်းသာခြင်းမရှိရလဲပါတာပေါ့နော်။အဆောက်အုံတစ်ခုဆောက်ပြီးလို့ရှိရင်ပြိုကျသွားပြီးတော့မှဒါအသက်ဆောက်ကြတာ။မပြိုမချင်းတော့နေနေတော့မယ်။တချို့အိမ်တွေဆိုရင်အဖိုးလက်ထက်ကနေလိုက်တာအဖိုးကမြည်မြက်လက်ထက်ထိနေနေတော့မယ်။ အိမ်ကအဲ့လိုအပ်ပြီးတော့ပေါ့နော်အဲ့တော့မဖြစ်မဖြစ်ဘူးဖြစ်တဲ့အခါကျတော့အလုံးလိုက်ပြိုတဲ့အခါမှာဒီလိုရှေးဟောင်းအဆောင်အုံတွေကလည်းအများကြီးပြိုတယ်ပေါ့နော်အဲ့ဒီအောက်မှာအသက်ပေးလိုက်ရတဲ့မိသားစုလည်းအများကြီးပဲရှက်ဒါလေးကမှားရွေးနေတဲ့လူနေမှုစနစ်ဖြစ်တဲ့အတွက်ဒါလေးကိုလည်းပြုပြင်ပြီးတော့တိုက်တေးစောင့်မယ်ဆိုရင်လည်းသူ့ရဲ့တက်တန်းလိုက်ပေါ့နော်ဘတော့တက်တန်းပြည်တာနဲ့အစ်ပြန်စောက်တာမျိုးပြန်လဲပြုပြင်တာမျိုးနဲ့လှုပ်ဆောင်တင်ပါရှက်ငလင်ကကျမတို့နားမှာအမြဲတမ်းရှိနေမှာနော် ကြည့်လားကျမ6တာမဟုတ်ဘူးရှင်ကျမနိုင်ငံကငလင်ပေါ်မှာရှိနေတဲ့နိုင်ငံငလင်ပြည့်ရကျော်ကြီးပေါ်မှာရှိနေတဲ့နိုင်ငံဒါကြောင့်အမြဲတမ်းအသည့်တတိနဲ့နေထိုင်ကြပါလို့ဒါကျမအနေနဲ့တိုက်တွန်းချင်ပါတယ်ငလင်ကိုကျမတို့ကဘူးတုတတွေတိတ်သွားပြီးငလင်ကဘလို့တွေဖြစ်တတ်တယ်ဖြစ်လာရင်ဘလို့ရှောင်ရှားရမလဲငါတို့အဆောက်အုံတွေကိုငလင်တန်းနေပြီးတော့ခံနိုင်ရှိအောင်ဘလို့စောင့်လုပ်ရမလဲဘလို့စောက်လို့ပြည်စီရွေးချယ်ပြီးငါတို့အိမ်လေးစောက်ရမလဲဆိုတာတိတ်သွားပြီးဆိုရင်တော့ငလင်လှုပ်ခဲ့ရဆိုတော့မှအသက်မသိဘူးရှင့်ဟောနော်အဲ့ဒါလေးကတော့ရှိရဲဒါကြောင့် ဒါလေးတော့ကျွန်မဒီနေ့မှာတစ်ခုတ်တရာလေးပြောချင်ပါတယ်။ဒီဘက်ပြည်သူများအားလုံးသတိပြုဆင်ခြင်နိုင်ကြပါစေ။ငလင်နဲ့ပတ်သက်တဲ့ဘူးတုဒ္ဒတာတွေရှာဖွေနိုင်ကြပါစေ။ကျွန်မတို့ငလင်ထံကြီးကိုနောက်ထပ်နှစ်ပေါင်းမြောက်များစွာမှာထပ်မံကြုံတွေ့ခဲ့ရတယ်ဆိုတော့မှအခုလုံဆုံးရှုံးမှုတွေမကြီးမားပါစေနဲ့လို့ကျွန်မဆန္ဒပြုပါရစေ။ဒီဘက်ပြည်သူများရှင်ကျွန်မပြည်သူတန်လေးကိုတက်ဆက်ပေးချင်ပါတယ်။အခုတင်ဆက်မယ့်ပြည်သူ့တန်ဒုတိယကြိမ်တင်ဆက်ပေးရဖြစ်ပါရှင့်ကျွန်မစီကိုအရင်တော့လည်းဒီမူဆယ်မှာပေါ့နော်ဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့စာလေးဖိပို့ဘူးတယ်အဲ့တော့ကျွန်မဖတ်ပြဘူးတယ်ရှင့် အခုအဲ့ဒီလိုရပဲကျမဖတ်ပြီးတော့ပေးပို့လာတဲ့စာလေးဖြစ်ပါရရှင်။ကျမဖတ်ပြပါမယ်။အမရေးတဲ့ပြီးခဲ့တဲ့ခေါက်ကမူဆယ်ကိတ်မှာမူဆယ်ကိတ်မှာဖြစ်တဲ့အကြောင်းဦးရေပြည်သူတန်နေနဲ့တင်ဆက်ပေးလိုက်တဲ့ခါကျတော့ဒီမှာအဖမ်းစီရေတော်တော်ငြိမ်သွားပါတယ်တဲ့။အခုပြန်ပြီးတော့ဖြစ်နေလို့ပြည်သူအတန်းဖြစ်ပေးပို့ပြရစီပြီးဆိုပြီးပို့လာပါတော့။ကျမနိုင်ငံရဲ့ခါကျရင်လေကျမတို့ကအရှိရနေအဲ့ဂိတ်ရှင်မှာသွားထားရင်အများနဲ့ကြည့်ပြီးပြောနေရမလို့ဖြစ်နေရဲ့ရှင်တိလား။အဲ့တော့ကျမတင်ဆက်လိုက်တာကဒီဂိတ်မှာစစ်ဘေးရှောင်နေနေတဲ့ပေါ့နော်။စာဝတ်နေရေးလေးအတွက်ကိုပစ္စည်းလေးအသေးပို့လုပ်တဲ့ကိစ္စလေးကို အရန်ကြီးပေါ့နော်အရန်ဒီလိုနေရာတို့ကြာအရန်စီမီစီကံအရန်တိကျနေတော့လေဒီကအဲ့လိုတော့မလုပ်ပါနဲ့ဆိုတာလေးကိုကျွန်မမြစ်တာအခန့်နေတင်ဆက်တာပေါ့နော်ဒီတော့တင်ဆက်လိုက်တော့နည်းနည်းလေးကြားသွားတယ်နဲ့ဒူပါရှင့်ရော့သွားတယ်ပေါ့အခုကျတော့ပြန်ပြီးတော့ပြတ်ဖြစ်တယ်ပေါ့မေ့လောက်တယ်ရှိတဲ့အခါမှာပေါ့နော်အဲ့လိုမျိုးရှိရဲ့ရှင့်ကျွန်မတို့ကအဲ့ဒီဂိမ်းမှာငုတ်တော့သွားထိုင်ပြီးပြောနေရမှဖြစ်နေရပေါ့နော်အာသူ့အနေနဲ့ရေးသားထားတာလေးကတော့အမားရဲမူဆဲမှာစာဝတ်နေခက်ခဲတဲ့နေကန်နေနဲ့စေဘေးရှောင်ရတဲ့ပြည်သူတွေကတရုတ်ပြည်ကနေမြန်မာဘက်ကိုပစ္စည်းလေးတွေတနိုင်တယ်ပြီးတော့ကယ်ရီကလေးနဲ့ပြည်သားစုဝင်ဖြည့်ရှင်းရပါတယ်တဲ့ တော်နိုင်တယ်လာတဲ့ကုန်ပစ္စည်းတွေကိုမိုးစဲမြို့ဆင်မြူကိတ်မှာဝန်ထမ်းတွေကတိမ့်တာများပါတယ်ပစ္စည်းတစ်ထုပ်ကို၃သိန်းကျပ်နဲ့ပြန်ပြီးတော့ရွေးကိုင်းနေဆိုပြီးတော့အခြေသားထားပါရှင့်စာလေးကိုကျွန်မအစဆုံးဖတ်ပြပါမယ်နော်ပြီးတော့မှပဲဒီစာလေးပေါ်ပတ်သက်ပြီးတော့ကျွန်မသုံးသက်ချက်လေးနေနဲ့မြစ်တာခန္ဓာလေးလောက်ပါမယ်ရှင့်အဲ့ဒီကိတ်မှာတဲ့အရင်အဆင်တဲ့လူတွေဘောနော်ပစ္စည်းတဲတဲ့ခါမှာ15ကီလိုထိတဲခွင့်ပေးရလို့သိရပါရှင့်အဲ့လိုတဲခွင့်ရတဲ့အခါကျမှတဲ့သူက15ကီလို16ကီလိုလောက်တဲမှာတရက်ကိုမြန်မာငွေကျပ်2000ရတာပါတဲ့ အဲ့တော့မူစင်မူစင်ကကုံစင်းလုံးလဲဆိုရင်တနေ့ကိုဒီငွေကျပ်မြန်မာငွေကျပ်2000လောက်လေးရမှာမိသားစုကထိုးကြံထွေတာပြီးတော့စားတော့ပြီးအသက်ရှင်ရပ်တည်နိုင်ပါတယ်တဲ့အခုကျတော့9ကီလိုပဲတန်ရမယ်ဆိုပြီးတော့ပြန်တက်မှတ်လိုက်ပါတယ်တဲ့အဲ့လိုမျိုးတက်မှတ်လိုက်တယ်ဆိုရင်သူက9ကီလိုဆိုတရက်ကို6000လောက်ပဲရတယ်ပေါ့နော်အဲ့လိုပဲရတဲ့အတွက်မိသားစုစားဖို့ကိုဘလုံးဝမလောက်မှဖြစ်နေပါတယ်ဆိုပြီးပြောထားပါရှင့်ပြီးတော့တဲ့တချို့ဆိုရင်တဲ့သူတို့တက်မှတ်ထားသလောက်ပဲ9ကီလိုပဲတည့်ရဲပေါ့နော် အဲ့လိုတဲတဲတာစီကန်းလိုက်နာတာတော့မှသူတို့ဖမ်းချင်လဲဖမ်းတယ်လို့ရေးထားပါရှင့်ဖမ်းမိရဲ့ပစ္စည်းတွေကိုလည်းတထုပ်ကို2သိန်းကနေ3သိန်းပေါ့နော်အဲ့လိုမျိုးပတ်စံနေတောင်းပြီးတော့ပြန်ရွေးခိုင်းပါတယ်တဲ့ဒီလိုဖမ်းတဲ့အခါမှာတော့မှအတွင်းဂိတ်ကလွတ်လိုက်လို့ရှင်တော့မှအပြင်ကလုံခြုံရေးရဲကင်းကဖမ်းတာလည်းရှိရဲတယ်ရှင်အတွင်းကလွတ်လဲအပြင်ကဖမ်းတယ်ပေါ့နော်အဲ့လိုဆိုတော့သူတို့ကဘယ်လိုပြောရမလဲဆိုတော့2ဆင့်ဖြစ်နေတာပေါ့ရှင့်အဲ့လိုနေထားလည်းရှိပါတယ်ဟုတ်တကိတ်နဲ့တကိတ်အဆက်အသွယ်မရှိကြဘူးလားမသိနော်ဒီဘက်ကလွတ်တယ်ဆိုဘက်ကဖမ်းတယ်ဆိုတော့တကိတ်နဲ့တကိတ်စီကန်းချမှတ်ထားတာမတူလို့လားအဆက်အသွယ်မရှိလို့လား ပေါ့နော်အဲ့လိုကိစ္စလေးတော့ကျွန်မမျက်စိရမြင်ပါတယ်ချက်ဒီအဲ့မှာစိုးရတာကဖမ်းသွားတဲ့ပစ္စည်းတွေမှာတဲ့အလှပြင်ပစ္စည်းတွေပေါ့နော်အဲ့လိုမျိုးသုံးလို့ကောင်းတဲ့ပစ္စည်းတွေပေါ့ရှင်အဲ့လိုတွေပါတယ်ဆိုရင်အချို့ဝန်ထမ်းတွေကသူတို့လိုချင်တာဆိုယူထားတယ်လို့ရေးသားထားတယ်ချက်ဒါကအပြင်မှာတကယ်လောက်လားမလောက်လားဆိုတော့ကျွန်မလည်းမမြင်ရတော့လေဒါပေမဲ့ကျွန်မတို့ကကြဖြစ်စဉ်တစ်ခုတရားဖဲပေးဖို့တာကနေတိပြီးဖတ်တာမဟုတ်ဘူးရှင်သိလားပို့လာလေအများကြီးရှိတယ်အဲ့လိုမျိုးရှူထားတာပေါ့နော်ဒါမတင့်တော်ပါဘူးရှင်ဒါသူများထမင်းစားရမယ်ဟာလေးလေးနော် ကိုကတော့ကြိုက်တယ်ဆိုကိုပတ်ဆိုင်ရှိကိုကဝယ်သုံးမှာရှင်ဘာမှခက်ခဲတာမှမဟုတ်တာဒါမှမဟုတ်ပြန်ဝယ်လိုက်ပေါ့ကုန်းနေစီရဟုတ်တယ်မှာတယ်လားသူစီအေးနေ့ပစ္စည်းဘယ်လောက်လဲငါဒါလေးတော့ကြိုက်တယ်ငါ့ကိုရောင်းခဲ့ဆိုရင်လည်းရတာပဲရှင်ဟုတ်တယ်မလားအဲ့လိုမျိုးလကားယူလိုက်တော့တော့မသင့်တော့ပါဘူးနော်အဲ့လိုတော့မယူကြပါနဲ့ရှင်ပြီးတော့လေသူတို့စီမှာမတ်ပုတ်တင်လောက်တာရှိရဲ့ဒီကိစ္စကိုလည်းကျွန်မလုံခဲ့တဲ့ကာလရတင်းဆက်ခဲ့ပါရှင်အဲ့လိုမတ်ပုတ်တင်လောက်တဲ့ဆိုရင်လည်းငွေပေးနိုင်တဲ့တုံ့မျိုးတွေဆိုရင်မြင်ရပါတယ်တဲ့ငွေမျက်နှာကြီးရတဲ့သဘောရှိပါရှင့်ငွေပေးနိုင်တဲ့သူတွေကတော့နှစ်ချီပြီးမရတာလည်းရှိရလို့သိရပါရှင့် ဝန်ထမ်းတွေအားတရုတ်လူမျိုးတွေဆိုဆက်ဆံတာကအင်မတန်ကိုပေါ့နော်ဟိုလေးစားတမှုနဲ့ဆက်ဆံကြပြီးတော့မြန်မာလူမျိုးချင်းချင်းအောင်ကြလို့ရှင်နှိမ့်ချပြီးဆက်ဆံတာကိုလည်းမြင်တွေ့ရပါတယ်တဲ့ဒီအတွက်တို့လည်းနှလုံးသားတွေမှာထိခိုက်နာကျင်ရတာပေါ့နော်တကယ်တော့စာထဲမှာရေးထားတာဒီထက်စိုးရတာတွေအများကြီးရေးထားတာပါရှင့်ကျမတို့မီဒီယာကျင့်ဝတ်အရာဒီလောက်ပဲဖတ်ပြလို့တင်တဲ့အတွက်ဒီလောက်ပဲဖတ်ပြတာဖြစ်ပါတယ် မိဘပြည်သူများအနေနဲ့ဒီမူဆယ်မှာလောက်ပိုင်စားတော့နေရပြီးတော့ဒီလိုကိစ္စရဲ့ကြုံတွေ့ရတာရှိရဲဆိုရင်လည်းကျွန်မအဲ့လောက်ပြောရဲဆိုတော့ရိတ်ဖန်တန်တန်သဘောပေါက်လာမှာပါရှင့်မိဘပြည်သူများကြုံတွေ့နေရတာရှိရဲဆိုရင်ခွန်မှန်လေးမှာရေးသားသွားဖို့အတွက်လည်းကျွန်မမြစ်တာခံကြပါရှင့်ဒီရက်မှာကျွန်မထပ်မံပြီးတော့ပြောပြရမှာလေးရပါတော့သူတို့မူဆယ်မှာတဲ့ပြည်သူစစ်တွေကိုလည်းအင်မတန်ကြောက်ရတယ်လို့သိရရှင့်ပြည်သူစစ်တွေအားတဲ့ကားရက်တယ်ဆိုတော့မှသူတို့ရဲရှင်တဲ့နေရာရက်တာတဲ့အဲ့လိုပြည်သူစစ်နဲ့ပြည်သူတွေပြဿနာတက်တယ်ဆိုတော့တနက်ကြီးတကားကနဲ့ဖြေရှင်းတယ်လို့သိရပါရှင့်ဒီသတင်းလေးတွေကျွန်မသိရ၃၄၅ကမကတော့ဘူးပေါ့နော် ဟိုတနက်ရှိရဆိုတာနဲ့တနက်တကားကနဲ့ဖြည့်ရှင်းလို့ရတဲ့နိုင်ငံဖြစ်နေပြီလားပေါ့ရှင်တန်လေးကတော့ကျွန်မပြည်သူကြားတဲ့အနေပြီးတော့ပြည်သူကိုစားမေးခွန်းထုတ်တာပါရှင်ဒါပြင်သူတို့စီမှာတဲ့တရုတ်လူမျိုးတွေလည်းကြောက်ရပါတယ်တရုတ်လူမျိုးတွေကမြန်မာတွေကိုအနိုင်ကျင့်နေဆိုရင်မြန်မာတွေကဘာမှလည်းမပြောရဲသူဘသူ့မှလည်းသူတို့မတိုင်ရဲပါဘူးတဲ့ဒီတော့နေဆက်ဒေတာကိစ္စတွေရာဆိုရင်ပေါက်တော့မဲ့ဘုံကဲတို့အငွေ့တညင်းညင်းနဲ့တော့ရှိနေပါတယ်ရှင်ဒီလားဆက်နဲ့တန်လေးသာဖြုတ်လိုက်မယ်ဆိုတော့တော်တော်ဆူဆူဝပေါက်ကွဲထွက်သွားနိုင်တဲ့နေသားလေးရှိပါတယ်ကျမအနေနဲ့ဒီသင်းလေးကိုသုံးသပ်မယ်ဆိုရင်တော့တော်တော်ကို ြောရခတ်ပါရှင့်ပထမတစ်ပိုက်တော့လည်းအဲ့လိုပဲပြောရခတ်ခဲ့ပါတယ်စီကန်းနေရတော့ကောင်းတာပေါ့ရှင့်နိုင်ငံတိုင်းမှာစီကန်းပြေဝလိုက်နာတော့ကောင်းတာပေါ့ရှင့်ဒါပေမဲ့အခုချိန်မှာကျမတို့ကကောင်းအောင်ကောင်းဝင်လှုပ်ရှားတဲ့သူတွေကိုကြောင်ပိတ်ရိုက်တို့မလုံတင်အောင်ရှင်သီလားအရာအလုံးတို့ပိတ်လိုက်ပြီးတော့တို့အုံကနေပေါက်ထွက်အောင်မလုံရသေးဘူးပေါ့နော်နိုင်ငံတိုင်းမှာအဲ့လိုမျိုးရှိရဲ့ရှင်အဓိကအခြေခံပြည်သူလူထုပေါ့ပြည်သူလူထုရဲ့စောင်းဝင်နေရေးခြောင်လှယ်ဖို့အတွက်ကိုနိုင်ငံတော်အစိုးရဥပဒေတွေကိုပေါ့နော်လိုသလိုမျိုး စီမံပြီးတော့လုပ်ရတာရှင့်ဥပဒေကတော့စောက်ထဲအတိုင်းသွားရတာပဲဒါပေမဲ့မြေပြင်မှာပေါ်ဆောင်တဲ့အခါကျလို့ရှင့်ရင်ကောင်းကောင်းကောင်းကိုလှုပ်ရှားတဲ့သူတွေကိုလမ်းလေးလေးနဲ့ဖွင့်ပေးရမျိုးရှိရဲ့ရှင့်အခုခေတ်ပိုဆိုးတယ်အခုခေတ်ပိုဆိုးတယ်ကျမတို့လူသားတွေမှာလူသားဖြစ်လာရင်ကမ္ဘာမှာလှုပ်ဆရာလို့နှစ်ခုပဲရှိရဲ့ဓမင်းစားဖို့အတွက်တစ်ခုကကောင်းရောင်းကောင်းဝယ်နောက်တစ်ခုကရာဇဝတ်မှုနဲ့ဓမင်းရှာစားတာအဲ့နှစ်ခုပဲရွေးချယ်ရှိရဲ့ကျမတို့ကလူရဲလို့ဖြစ်လာတယ်လေဒီတော့ကောင်းကောင်းကိုလှုပ်ရှားတဲ့သူတွေကိုအခွင့်အရေးတွေမပေးဘူးနည်းနည်းလေးတော့မှ ဟိုစီကန်းလေးကိုပေါ့နော်နည်းနည်းသူတို့အဆင်ပြေအောင်ပေါ့သူတို့ထမင်းလေးစားလို့ရလောက်တဲ့နေသားလေးပေါ့တို့လေးကမလုပ်ပေးဘူးဆိုရင်ယာဇဝတ်မှုလုပ်မဲ့လူတွေများလာမှာနော်အဲ့ဒီချိန်ကြလို့ရှင့်ရင်နိုင်ငံတော်လည်းဝင်ပြီတယ်ပြည်သူတွေလည်းဝင်ပြီတယ်ဝန်ထမ်းတွေလည်းအသက်အန္တရာယ်စိုးရင်ရတယ်ရှင့်သိလားရာဇဝတ်သားဖြစ်သွားပြီဆိုရင်တို့ကတပ်ဖို့လည်းဝင်မလေးတော့ဘူးဒုက္ခပေးဖို့လည်းဝင်မလေးတော့ဘူးရှင့်အဲ့ချိန်ကြလို့ရှင့်ရင်ဝန်ထမ်းတွေရောအသက်အန္တရာယ်အဆင်ပြေပါမလားကိုယ်နိုင်ငံအခုအဲ့လိုဖြစ်နေတာချို့နေရတွေကလေ စီကံတော့စီကံပါရှင်မှန်ပါတယ်ဒါပေမဲ့ပြည်သူတွေမှာလည်းထမင်းစားဖို့အခြေအနေခက်ခဲနေရဲ့ရှင်အတိုင်းပြည်ကပုံမှန်အခြေအနေမဟုတ်ဘူးပုံမှန်ဆိုတော့ကျမစီကံအတိုင်းအတိအကျလုံးချနားလေတဲ့သဘောပေါက်တယ်ဒါပေမဲ့အခုချိန်မှာကတော့ပုံမှန်အခြေအနေမဟုတ်တဲ့အတွက်ပြည်သူတွေထမင်းစားဖို့လမ်းလေလေနည်းနည်းလေးတော့ဖွင့်ပေးဖို့အတွက်လိုအပ်ပါရဲ့ရှင်ဒါပြင်ကိုဖမ်းဆီးရဲဆိုရင်နေရာမှာလဲစီမင်းနဲ့မညီလို့ဖမ်းဆီးရဲဆိုရင်ဖမ်းလိုက် okay အကုန်လုံးတပြင်းညီဖမ်းအဲ့လိုလည်းမဟုတ်ဖမ်းပြင်တဲ့လူဖမ်းတယ်မဖမ်းရှင်တဲ့သူမဖမ်း ဖမ်းသွားပြီးတော့လည်းနိုင်ငံတော်ပိုင်အနေနဲ့တိတ်ရှင်လည်းတိတ်ချပလိုက်မထူးတော့ဘူးဟုတ်တယ်မလားဒါဆိုသူတို့လည်းနောက်ခါကြောက်ရှင်အော်ငါတို့တယ်မြတ်မဲ့သူဒီလုံးမလုပ်တော့ဆိုတာပြီးတွေးရင်တွေးလိုက်မယ်အခုကဖမ်းတော့ဖမ်းသွားတယ်ပတ်စံနဲ့ပြန်ရွေးလို့ရတယ်ဆိုတော့ဒီပစ္စည်းကိုဘယ်လိုသဘောထားလို့လဲရှင်တရားမဝင်တဲ့ဟာဆိုဖမ်းသွားပြီးတခါပြည်သူပိုင်တိတ်လိုက်လေတရားမဝင်ပစ္စည်းကတော့ဖမ်းခွင့်ရှိတယ်ဟုတ်တယ်မလားအခုကတရားမဝင်ပစ္စည်းလို့သတ်မှတ်လို့ဖမ်းလိုက်တာလားဒါဆိုရင်ပတ်စံနဲ့ဘာလို့ပြန်ပြီးတော့ရွေးခွင့်ပြုတာလဲရှင်အဲ့ဒီနေရာမှာလည်းအကတိရဖြစ်နေပြီလေပြည်သူတွေကမေးခွန်းထုတ်ပြီလေ လူတွေကတဲလို့ရနုံနုံနဲ့တဲကြပြီလေထမင်းစားဖို့အတွက်စူးစားကြပြီလေအဲ့ရှင်ကြတော့ကိုယ်ခွင်နဲ့ရတော့မှဖမ်းကြရတယ်လေပတ်စံတွေတောင်းကြရတယ်လေဒီတော့ပတ်စံတွေဆုံးရှုံးနေပစ္စည်းတွေဆုံးရှုံးနေဆိုတော့ဇလန်းနေရာအိမ်မှာထိခိုက်မှုတွေဖြစ်လာပြီးတော့အဲ့လိုအမုန်းတရားတွေဖြစ်လာတာရှင်မီးပွားလေးတွေထိတာများတော့ဆင်းလာတာကြာရင်မီးဟုံးဟုံးတောက်မယ်ရှင်အဲ့ဒါတွေကအနေများရပေါ့နော်ဒီတော့ဝန်ထမ်းတွေနေရလဲညွှန်ကြားချက်တွေကိုစီမံနေရတာကျွန်တော်နားလဲပါတယ်ဒါပေမဲ့ကိုယ်လုပ်ငန်းခွင်ကြောင်းကိုယ်သိဆုံးပါပဲရှင်ကိုယ်လောက်တာကိုယ်သိဆုံးပါပဲ တိလားကျွန်တော်တို့အများကြီးမပြောချင်တော့ကိုလောက်တာကိုအသိဆုံးဒီတော့ကျွန်တော်တို့ကနည်းနည်းလေးပေါ့နော်ပြန်စမ်းစားကြည့်ပါလူတွေကိုထမင်းစားဖို့အတွက်လမ်းလေးဖွင့်ပေးမလားလူတွေရဲ့အခက်ခဲမှုတွေအရင်ကြီးလာတဲ့အချိန်ကြာလို့ရှိရင်အနေရည်များလာရင်ဒီအနေရည်ကြားတဲ့ကလိမ်မုန်တိုင်းကြားထဲမှာဖြတ်တန်းကြမလားဆိုတာကတော့အစိုးရတွေရောအစိုးရဝန်ထမ်းတွေရောပြည်သူလူထုရောအားလုံးစဉ်းစားမယ့်အချိန်သာဖြစ်ပါရှင့်နိုင်ငံတော်ကြီးကောင်းသွားတဲ့အချိန်ကျရင်တော့အရာအလုံးစီကံအပြည့်အဝလိုက်နာပြီးလှုပ်ဆောင်ကြတာပေါ့ရှင်။ အခုချိန်မှာတော့တို့ထမင်းစားဖို့အတွက်လမ်းလေးနည်းနည်းဖွင့်ပေးလိုက်ပါတို့တွေရာဇွက်သားဖြစ်မသွားဖို့အတွက်ကလည်းဒီလိုမျိုးဝန်ထမ်းတွေပေါ်မှာတာဝန်ရှိရဲဆိုတာလေးမမေ့စေချင်ပါဘူးရှင့်ဒီတော့မှနှုံးနှစ်ဖက်အဆင်ပြေပါပါရှင့်ကျွန်မပြောရတာအင်မတန်ခက်ပါတယ်ရှင့်ဒီလားအင်မတန်ခက်ပါတယ်တစ်ဖက်ကလည်းဝင်ရည်အတွက်နောက်တစ်ဖက်ကလည်းစီကံရည်အတွက်ဆိုတော့အင်မတန်ပြောရဆိုတာခက်ပါတယ်ဒါမဲ့လည်းဖြစ်တဲ့ဖြစ်ထိုက်ဆုံးလေးရနေပြီးတော့တင်ဆက်ပေးတာဖြစ်ပါရဲ့ရှင့်။တောင်းနိုင်ငံက သူတို့အပေါ်မှာကုညီတက်တဲ့သူတွေသူတို့ဘောက်ဆာနာတက်တဲ့သူတွေဆိုပြီးတော့နာမည်ကြီးတဲ့နိုင်ငံမှာအဲ့ဒီတဲမှာကိုကဆုံးပြုတ်မဖြစ်ပါစေနဲ့နော်တိလားကိုရဲ့တမိုင်းကြောင့်ပြန်ကြည့်ရခါကြရင်လေငါဆိုးအဝန်းနှန်းလုပ်ခဲ့တဲ့ကာလမှာဒုက္ခရောက်တဲ့သူတွေကိုငါကုညီပေးခဲ့တယ်ငါဆောက်ရှောက်ပေးခဲ့တယ်ငါရဲ့နိုင်ငံတော်ကချမှတ်တဲ့စီးမင်းတွေကိုလည်းငါပေါ်ဆောင်တဲ့အခါမှာစီးမင်းတွေကိုလည်းငါလိုက်နာတယ်ဒါ့အပြင်ကိုစီးမင်းတွေထပ်ပို့ပြီးတော့အရေးကြီးတဲ့ပြည်သူတွေရဲ့စာဝတ်နေရေးကိုလည်းငါဆောက်ရှောက်နိုင်ခဲ့တယ်ဆိုရင် ်တသက်လုံးဂုံယူလို့ရတဲ့ကိစ္စပါရှင့်အဲ့ဒီဂုံယူစိတ်အဲ့ဒီပီတိစိတ်ကတသက်လုံးစားလို့မကုန်ဘူးနော်သိလားရိုးကုန်ဆိုတာတသက်လုံးစားလို့မကုန်ဘူးရှင့်ကိုယ့်ရဲ့ဆွေစဉ်မျိုးဆက်အလိုက်စားလို့မကုန်ပါဘူးဒါကြောင့်ကျွန်တော်တို့ကဒါလေးကိုအခုချိန်မှာတက်နိုင်ဆုံးကိုယ့်ရဲ့ဂုံသိက္ခာရောကိုယ့်နိုင်ငံတော်ဂုံသိက္ခာရောကိုယ့်ရဲ့ဝန်တန်းဂုံသိက္ခာရောစောက်ရှောက်တင်ပါရှင့်ပြည်သူတွေကလည်းတက်နိုင်ဆုံးစီကန်းလိုက်နာပါကိုကစာဝင်နေရတဲ့အတွက်လောက်ကန်ရတဲ့အချိန်မှာနိုင်ငံတော်မှာရှိတဲ့ဝန်ထမ်းကကို့ကို short ပေါ့ပေးတယ်ဆိုရင် ီနိုင်ငံတော်ဝန်ထမ်းအပေါ်မှာကိုကနားလည်မှုရှိရှိနဲ့စီကံလိုက်လာပြီးတော့အဆင်ပြေအောင်ညှိနှိုင်းဆောင်ရွက်ကြပါလို့ကျွန်မမြေပြင်မှာဖြစ်ပေါ်နေတဲ့ပြဿနာတွေကပါဝင်ပတ်သက်သူအားလုံးကိုကျွန်မတိုက်တွန်းချင်ပါတယ်ရှင်။ဒီပတ်ပြည်သူများရှင်ကျွန်မသတင်းသုံးသပ်ချက်လေးကတော့ပါပဲရှင်။ဒါတော့သတင်းလေးအများကြီးပြောချင်တာပါ။ဒါပေမဲ့ကျမဒီရက်ပိုင်းမှာသွေးပေါက်နေတော့ကြပြီးတော့လူကနည်းနည်းကျမကြီးတိတ်အဆင်မပြေဖြစ်နေတာပေါ့နော်။ဟိုလူကမအိုသေးဘူးအရွယ်ကြာနေပြီကျမကလည်းလက်သေးဘဝမှာကြုံရတာတွေကနည်းနည်းဒီရက်ပိုင်းမှာတော်တော်စိတ်ထိခိုက်စရာများတော့လေ ကျမတို့ကလည်းအခါကျရင်မင်းကလေးမို့လို့လားမသိပါဘူးရှင့်အသိလုံးလေးကတိတိလေးပဲပါတယ်ကျမတို့လေးသိလားလူကသာနမဲရယူရတာစနိုက်ပါစုဆိုနမဲရအကြီးယူရတာတနတ်တနတ်နမဲနဲ့အသိလုံးလေးကတလောက်လေးပဲရှိရဲ့ကျမတို့ကအပြင်မှာအဲ့လိုကလေးတွေပတ်စံတောင်းတာမြင်လဲကျမတနာမြင့်ကြီးကျကျမအဲ့လိုထမင်းကျွေးခွေးလေးဆုံးသွားတယ်ဆိုတော့ကျမမြင့်ကြီးကျနေ့ကအဲ့လိုဒီငလင်ကိစ္စမှာလည်းအဲ့လိုပဲအဲ့ new feed တွေပေါ့နော်ပို့ကြည့်ရဲတက်တော်တွေကြည့်ရတယ်ပေါ့နော်သတင်းတွေလိုက်ရှာရတာပေါ့ရှင်အဲ့လို YouTube တွေကြည့်ရတဲ့အခါကျရင် မိသားစုတွေဆုံးပါတဲ့ကိစ္စတွေတွေ့ရင်လည်းကျမမျက်ရည်ကျသူတို့နဲ့တူကျမလိုက်ငိုတာပေါ့နော်အဲ့လိုမျိုးရှင်တည်ရအဲ့တော့ဒါတွေကမတိမတာနဲ့စိတ်ပင်ပန်းလို့နဲ့တူပါရှင့်ကျမလိုပဲမိဘပြည်သူတွေလည်းအဲ့လိုပဲဖြစ်နေမယ်လို့ထင်ပါတယ်နော်ပြီးတော့ဒီတကြံတွင်းမှာတော့နားလိုက်ပါရှင့်တည်လားကျမတို့ကတည်းသမားဆိုလိုက်မဖက်မရလို့သာဖက်နေရတာပေါ့နော်မိဘပြည်သူတွေကတော့စိတ်ကအရင်ပင်ပန်းလာပြီဆိုတည်တဲ့တည်တဲ့လိုက်မဖက်နေတော့ရှင့်နားလိုက်ပါပြေဝနားလိုက်ပါနော်အဲ့တော့မှကိုယ့်ရဲ့စိတ်ကပြန်ပြီးတော့ခွန်အားပြည့်ပြီးတော့ရှေ့ဆက်ရင်ဆိုင်ရမယ့်အရာတွေကိုကျမတို့ရင်ဆိုင်နိုင်ပါလေ ကျမတို့ထပ်ပို့ပြီးတော့ဆင်းရဲဒုက္ခရောက်နေတဲ့သူတွေအတွက်ကိုကျမတို့အားရှိနေမှာဖြစ်မှာပေါ့နော်ဒီလိုမှတောင်းနေတောင်းကူညီနိုင်မှာပါရှင့်ဒါလေးတော့ကျမတိုက်တွန်းချင်ပါတယ်ကျမယူဆိုင်ပါအဓိကကျမ်းမာရေးပါပဲကျမ်းမာရေးဆိုတာနှစ်ခုပေါ့နော်ခန္ဓာကိုယ်လည်းကျမ်းမာဖို့လိုတယ်စိတ်လည်းကျမ်းမာဖို့လိုတယ်ရှင့်ဒါကြောင့်ဒီကြံတွေမှာကျမ်းမာစေဖို့အတွက်ကိုတရားထိုင်မှာစိတ်ကိုတတ်နိုင်ဆုံးထားနိုင်အောင်ကြိုးစားပါ တရားသည်လေးနဲ့ဖြတ်သန်းပါလို့ကျွန်မတိုက်တွန်းချင်ပါရှင့်ကျွန်မတို့ Prime Media အသင်းတင်ဆက်မှုတွေကိုအမြဲတမ်းအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးဆက်ချမ်းသာကိုကြမ်းမှာကြပါစေကျွန်မတို့ကြုံနေရတဲ့ဒုက္ခဆင်းရဲကြီးရနေပြီးတော့အမြန်ဆုံးလွတ်မြောက်ကြပါစေလို့ကျွန်မတို့ Prime Media မိသားစုများအားလုံးမှတကြံဆုတောင်းမြတ်တာလေးပို့သလိုက်ရပါတယ်ရှင်